ဒီနေ့ခေတ်လူငယ်တွေဟာအရင်မျိုးဆက်တွေထက်ဘာကြောင့်ပိုပြီးစိုးရင်တော့ကများနေရတာလဲဒီနေ့မှာတော့ Jonathan Haidt ရဲ့ The Anxious Generation စာအုပ်ကိုအခြေခံပြီးဒီအကြောင်းကိုဆွေးနွေးကြည့်ခြင်းပါတယ်အရိကတော့သူကကလေးတွေကြီးပင်းလာတဲ့ပုံစံဟာအခြေခံကစပြီးလုံးဝပြောင်းလဲသွားပြီလို့ဆိုထားတာပါကဲဒီလိုလေးစစ်ကူးကြည့်ရအောင် ကိုရဆယ်နှစ်အရွယ်ကလေးတယောက်ကိုအင်္ဂါကျိုးပေါ်မှာအခြေချဟုရွေးချယ်ခံလိုက်ရတယ်။ဒါပေမဲ့ဒါကအပြန်လမ်းမရှိတဲ့ခရီးစဉ်တစ်ခုပေါ့နော်။သူတို့တိကျွမ်းခဲ့သမျှအရာအားလုံးနဲ့အဆက်အသွယ်ပြတ်သွားမယ်။ဟာလစ်ကဘာပြောလဲဆိုတော့ဒါကျွန်တော်တို့မတိလိပ်ပဲလုပ်ခဲ့တဲ့အရာတစ်ခုနဲ့တော်တော်လေးကိုတူးနေတယ်တဲ့။ဘသူစီကမှခွင့်ပြုချက်မတောင်းပဲလုပ်ခဲ့တဲ့လူမှုရေးစံတတ်မှုကြီးတစ်ခုလိုပါပဲ။အဲ့ဒီအင်္ဂါကျိုးဥပမာကတိပန်စီကူရင်ဇလန်တက်တက်တော့မဟုတ်ပါဘူး။ဒါဟာ1995နောက်ပိုင်းမှုရဲ့ခြံစည်းတဲ့အတွက် လက်တွေ့ဘဝကိုထင်ဟနေရမန်တစ်ချက်လိုပါပဲ။ဘာလို့လဲဆိုတော့သူတို့ရဲ့ကလေးဘဝဟာလုံးဝမရင်းနှီးတဲ့ digital ကမ္ဘာတစ်ကြီးထဲမှာပဲကုန်ဆုံးခဲ့ရတာကို။ကဲဒီအခြေအနေကိုဘယ်လိုမျှရောက်လာခဲ့ကြတာလဲ။ဒီနေ့ဆွေးနွေးမှုမှာတော့အပိုင်းငါးပိုင်းခွဲပြီးကြည့်သွားပါမယ်။ပထမဆုံးအင်္ဂါကျော်ပေါ်မှာကြီးပြင်းလာခြင်းဆိုတဲ့အကြောင်းပြီးတော့ကလေးဘဝရဲ့ကြီးမားလက်ပြောင်းလဲတဲ့ရှင်မှုကြီးဖုံးအခြေပြုဘဝရဲ့ထိခိုက်မှုလေးစူပေါင်းလှောက်ဆောင်မှုပြည်တနာ နောက်ဆုံးမှာတော့ခလေးဘဝကိုကဘာမြေပေါ်ပြန်ပြီးလို့ခေါ်လာမလဲဆိုတဲ့အကြောင်းတွေကိုဆွေးနွေးသွားမှာပါဟုတ်ပြီဒါဆိုပထမဆုံးအပိုင်းကိုဆက်လိုက်ရအောင်ဒီပြဏနာကဘလောက်တောင်ကြီးမားလဲဆိုတာကိုရင်ဆုံးနားလည်အောင်ကြိုးစားကြည့်ကြမယ်။ဒါကခလေးတချို့ဆင့်ညက်နေတယ်ဆိုတဲ့အဆင့်ထက်အများကြီးပိုပါတယ်။မျိုးဆက်တစ်ချက်လုံးရဲ့စစ်ကြမ်းမကြီးမှာဖြစ်ပေါ်ခဲ့တဲ့တုံခါမှုကြီးတစ်ခုလိုပါပဲ။ဒီ graph ကိုကြည့်လိုက်ရွေး2019လောက်မှာတခခုတီးတီးတာတာပြောင်းလဲသွားတာကိုတွေ့ရပါမယ်။ လူငယ်တွေစိတ်ကြောထက်တီချားမှာစိုးရင်တော့ကနဲ့စိတ်ချယောဂနှုံးတွေကရုတ်တရက်ထိုးတက်လာခဲ့တဲ့အရင်မျိုးဆက်တွေမှာလုံးဝမကြုံဘူးတဲ့စိတ်ချားမှာရဲ့အကြက်တဲကြီးတခုပေါ့ဒါဆိုအဲ့ဒီအချိန်မှာဘာတွေများပြောင်းလဲသွားခဲ့လို့လဲအဖြေကတော့ Gen Z ဟာအစွန်းရောက်ကြီးပြင်းလာမှုပုံစံတစ်တခုအတွက်စမ်းသက်ခံနေလို့ဖြစ်သွားခဲ့တာပါပဲလူသမိုင်းမှာပထမဆုံးချိန်ဖြစ် မျိုးဆက်တစ်ဆက်လုံးကသူတို့ရဲ့အပြုပုံဝင်ခြင်းကိုလက်တွေ့ကပါမှာချီးပဲမဟုတ်တော့ပဲစမတ်ဖုန်းမျက်နှာပြင်တွေကနေထစ်ဆင့်ဖြတ်တန်းခဲ့ရတယ်။ဒါဟာလူသားရဲ့အတွေ့အကြုံကို အရင်မြစ်ကနေပြန်ပြီးပုံဖော်လိုက်တဲ့အခြေခံကြားလက်အပြောင်းအလဲကြီးတစ်ခုပဲဖြစ်ပါတယ်။ဒါဆိုဒီလိုရုတ်တရက်ပြောင်းလဲတော့အောင်ဘာကဒူအားပေးခဲ့တာလဲ။အဖြေကတော့ကလေးဘွားဆိုတဲ့အရာတစ်ခုလုံးကိုအခြေခံကစပြီးပြန်လဲပရိုဂရမ်ရေးဆွဲခံလိုက်ရတာမှရှိနေတယ်လို့ဆိုရမှာပါ။ ဒီနေရာမှာကလေးဘွားပုံစံတစ်ခုကိုရှင်ပြီးကြည့်ရအောင်။တစ်ဖက်မှာတော့ကိုလက်လှူရှားကစားတာမျက်နှာချင်းဆိုင်စကားပြောတာလက်တွေကဘာမှာဆွန့်စားတာတွေနဲ့ပြည့်နေတဲ့ကစားချင်းအခြေပြုကလေးဘွားရှိတယ်။နောက်တစ်ဖက်မှာတော့ digital ကဘာထဲမှာပဲအချင်းကုန်ပြီးကြီးပြင်းလာရတဲ့ဖုန်းအခြေပြုကလေးဘွားရှိနေတယ်။ဒီကွာချချက်ကြီးကပဲဟဲ့ရဲ့အဓိကညင်းခုန်ချက်ရဲ့နှလုံးသေးပေါ်ပါပဲ။ဒီနေရာမှာအရင်ကြီးကြီးတဲ့သဘောတရားတစ်ခုကိုနားလည်ဖို့လိုလာပါတယ်။အဲဒါက anti fragility ပါ။ဆိုလိုတာက ဖီးရားဒီစင်ခေါ်မှုတွေနဲ့ဂျုံလေးပိုတံမာလာလေးဆိုတဲ့သဘောပါကိုခံရစနစ်လိုပေါ့ပိုတံမာလာဟုပိုးမွားတွေနဲ့ထိတွေ့ဖို့လိုအပ်တယ်အဲ့ဒီလိုပဲကလေးတွေလည်းစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ဖို့အတွက်လက်တွေ့ကဘာကစင်ခေါ်မှုတွေကြာရှုံးမှုလေးနဲ့ရင်ဆိုင်ဖို့လိုအပ်ပါတယ်အဲ့ဒီမှာပဲတကယ်ကိုထူးဆန်းတဲ့ဝေရောဒီတစ်ခုပေါ်လာတာပါကျွန်တော်တို့ကကလေးတွေကိုလက်တွေ့ကဘာမှာနည်းနည်းလေးတော့ထိခိုက်မှာဆိုလို့အလွန်အကျွံကာကွယ်ခဲ့ကြတယ်။ဒါပေမဲ့တစ်ဖက်မှာတော့စီကမရှိ အကာအကွယ်မရှိတဲ့ digital ကဘာတွေကိုတော့ အကာအကွယ်မပါဘဲပြစ်ထွန်းလိုက်ကြတယ်။ဒါဆိုရင်ဒီဖုန်းချေပြုကလေးဘွားကကွေးပြားနေုံတည်းမဟုတ်ပဲတိကျတယ်ထိခိုက်မှုတွေလည်းပါလာတယ်ပေါ့။ကဲဒီထိခိုက်မှုတွေဘလို့ဖြစ်ပေါ်လာသလဲဆိုလေရန်တရားကိုအသေးစိတ်ကြည့်ကြရအောင်။ပထမဆုံးထိခိုက်မှုကတော့လူမှုရေးဆိုင်ရာဆုံရှုံမှုပါပဲ။ဒါကနေတိုင်းမြင်နေရပုံမဲ့တက်တရီမထားမိတဲ့အရာတစ်ခုပါ။ဂျန်စီမျိုးဆက်တီဟာအခန်းတစ်ခန်းထဲမှာအတူရှိနေရင်တောင်မှသူတို့ရဲ့ digital ပူးပေါင်းလေးတွေထဲမှာအတီးတီးပိတ်မိနေပြီးမတူညီတဲ့ကဘာဒီမှာနေထိုင်နေကြလို့ပါပဲ။ကနေဒါ ောလိပ်ကျောင်းသားတယောက်ကအခုခေတ်မှာအယံကိုအဖြစ်များနေတဲ့မြင်ကွင်းတစ်ခုကိုဒီလိုပြောပြထားတာပါကျွန်တော်ကစာသင်ခန်းကိုစွန်စောရောက်သွားတဲ့အခါမျိုးမှာကျောင်းသား30ကျော်လောက်ဟာလုံးဝတိတ်ဆိတ်ငြိမ်သက်စွာထိုင်နေပြီးသူတို့ရဲ့စမတ်ဖုန်းတွေထဲမှာနေမျောနေကြတာကိုမကြကနာတွေ့ရတယ်စကားပြောဖို့ကြောက်နေကြတယ်လေဒါဟာလူမှုဆက်ဆံရေးအတွက်တည်ဆောက်ထားတဲ့နေရာတွေမှာတောင်လက်တွေ့ကဘာကဆက်ဆံရေးတွေဘလောက်တောင်ပျောက်ဆုံးနေပြီလဲဆိုတာကိုရှင်းရှင်းလင်းပြနေတာပါပဲ။ ုတိယထိခိုက်မှုကတော့ပိုပေးအန္တရာယ်များပါတယ်။အဲဒါကတော့အာယုံဆူဆိုင်မှုပြန်ကျဲခြင်းနဲ့ဆွဲလန်းမှုပါပဲ။ဒီ social media platform တွေကိုကျွန်တော်တို့ပျော်ရွှင်စေဖို့ဒီဇိုင်းထုတ်ထားတာမဟုတ်ပါဘူးကျွန်တော်တို့အမြန်တမ်းပြန်လာခြင်းအောင်အာယုံဆူဆိုင်မှုကိုခွဲချမ်းပြီးနောက်ဆုံးမှဆွဲလန်းပွားအောင်ကိုတမင်တကာဒီဇိုင်းထုတ်ထားတာပါဒါကမတော်တဆဖြစ်လာတာမဟုတ်ပါဘူးဒီဇိုင်းဆွဲပြီးတိစောက်ထားတာပါ hooked လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာပုံစံတစ်ခုကိုတုံးထားတယ်ပထမဆုံးလှုံ့ဆော်မှုတစ်ခုဥပမာ notification တစ်ခုပေါ့ ပြီးရင်လှုပ်ဆောင်ချက်အဲ့ဒီ app ကိုဖွင့်လိုက်တာပြီးရင်ခံမမေးရတဲ့ဆူလို့ like တွေ comment တွေ content အတိတ်တွေပေါ့နောက်ဆုံးမှာယဉ်နီးမြွနဲ့မှုကိုယ်တိုင် post တင်တာ comment ပေးတာတွေလှုပ်လာတယ်ဒီဆက်ဝန်ကကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကိုအသုံးပြုပြီးဆွဲလောင်းအောင်လှုပ်ဆောင်ပါတယ်ကိုအိတ်ကထဲမှာအမြဲဆောင်ထားတဲ့ slot set တခုလိုပါပဲကဲဒီထိခိုက်မှုတွေကဒီလောက်ရှင်းလင်းနေရဲ့ဘာလို့ရလိုက်လို့မရတာလဲဘာကြောင့်မိသားစုတစုတွေကဒီခြေနေကနေယုံထွက်ဖို့ဒီလောက်ခက်ခဲနေရတာလဲ ဒီမိခုံးကပဲကျွန်တော်တို့ကိုအရန်အရေးကြီးတဲ့သဘောတရားတစ်ခုစီကိုခေါ်ဆောင်သားပါတယ်။ဒါကိုစူပေါင်းလှုပ်ဆောင်မှုပြဿနာလို့ခေါ်ပါတယ်။ဥပမာပင်လယ်ထဲမှာငါးရည်မျိုးမတုံအောင်လူတိုင်းကငါးအလွန်အကျွံမဖမ်းဖို့သဘောတူတယ်လို့စဉ်းစားကြည့်ပါ။ဒါပေမဲ့ကိုတယောက်တည်းပဲရက်လိုက်ရင် ကိုပဲငါမရပဲကြံခဲ့မယ်။တခြားသူတွေကတော့ဖမ်းမြဲဖမ်းနေမှာပဲ။စမဖုန်းနေနဲ့လည်းအတူတူပါပဲ။ကိုကလေးတယောက်တည်းကိုဖုံးမပေးဘဲထားရင်သူတယောက်တည်းအပေခံလို့ခံစားရနိုင်တယ်။ တကယ်တော့ပဲကလေးမှဖုံးမကရင်အားလုံးအတွေ့ပိုကောင်းနိုင်မယ်ပေါ့။ဒါဆိုရင် ကျွန်တော်တို့အားလုံးကဒီစူပောင်းလှုပ်ဆောင်မှုပြဿနာထဲမှာပိတ်မိနေကြသလိုပါပဲ။ဒါပေမဲ့မျောလင်းချုပ်လုံးဝမရှိဘူးလို့တော့မဆိုလိုပါဘူး။အခုကလေးဘဝကိုကဘာမီဘပြန်လဲခေါ်ဆောင်ဖို့ H အဆိုပြုထားတဲ့လက်တိတ်ကြတဲ့ဖြည့်ရှင်နည်းရဲ့ဘက်ကိုလက်ကြည့်ကြရအောင်။သူကအခြေခံကြတဲ့ပြုပြင်ပြောင်းလဲမှုလင်းရက်ကိုအဆိုပြုထားပါတယ်။နံပါတ်၁ အချက်တန်းချောင်းမတိုင်မီစမတ်ဟုန်းမသုံးစေဘဲဆက်သွယ်ရေးအတွက်ရိုးရိုးဖုန်းပဲပေးပါနံပါတ်1အသက်16နှစ်မပြည့်ခင်ဆိုရှယ်မီဒီယာမသုံးစေနဲ့နံပါတ်3ကျောင်းနေကိုဖုန်းခင်းမှန်ဆုံးထိပ်သတ်မှတ်ပါ နောက်ဆုံးနံပါတ်4ခလေးတွေကိုအပြင်မှာကြီးကြပ်မှုမရှိဘဲလွတ်လွတ်လပ်လပ်ကစားဖို့ကိုယ့်ဘာသာကိုဆုံးဖြတ်လုပ်ကိုင်းဖို့အခွင့်အရေးပို့ပေးပါဒီအချက်လေးချက်ကခလေးဘွားရဲ့ဟန်ချက်ကိုပြင်ကြည့်ပေးပြီးလက်တွေ့ကဘာစီပြန်ခေါ်လာနိုင်မှာပါ။ ဒီပြုပြင်ပြောင်းလဲမှုတွေအကောင်းဆုံးအချက်ကပါလဲဆိုတော့ဒါတွေကကုန်းကျစရာမရှိသလောက်နေပြီး အပေါ်ကအစိုးရတွေနေပညာကုမ္ပဏီကြီးတွေကိုစောင့်နေစရာမလိုတာပါပဲဒါဟာမိဘတွေနဲ့ကြောင်းတွေကအထူးတကွပူပေါင်းပြီးကလေးတွေအတွက်ပိုကျမ်းမာတဲ့ဆန်နှုန်းသက်တစ်ခုကိုဖန်တီးဖို့ဆုံးဖြတ်လိုက်အောင်ပါပဲနောက်ဆုံးတော့မေကွန်းကဒါပါပဲကျွန်တော်တို့ကလေးဘဝကိုကဘာမြေပေါ်ပြန်ပြီးခေါ်ဆောင်လာနိုင်မလားဒီဖြစ်ကတော့ကျွန်တော်တို့အားလုံးရဲ့စူပေါင်းလူဆောင်မှုပေါ်မှာပဲမူတည်နေပါတယ်